ျော်ရွှင်ခြင်းဆိုတာအခက်ခဲတွေကိုဖြေရှင်းလိုက်မှရောက်လာတာဘဝမှာပြဿနာအခက်ခဲဆိုတာပုံမှန်ဖြစ်နေတဲ့အရာတွေဥပမာကျမ်းမာရေးပြဿနာကိုရှင်းရှင်းလို့အားကစားလုပ်ဖို့ကြိုးစားတော့နောက်ဆက်တွဲအခက်ခဲတွေပေါ်လာပြန်ရောမနဲ့စောစောထားရမယ်ပြဿနာချွေးတတိတိကြရအောင်ကစားရမယ်ပြဿနာကစားပြီးရုံမသွားခင်ရေအမြန်ချိုးရမယ်ပြဿနာစသဖြင့်အင်တော်ကြီးမှလည်းအတူတူပဲ romantic dinner လေးမစားရတာကြပြီ တစ်ခေါက်တော့သွားစားရအောင်ဆိုပြီးစီစဉ်အဲ့ဒီခါကျတော့လေဂျင်နာကောင်းကောင်းစားဖို့ပတ်စံကုန်ပဲပြဿနာအရင်လိုချစ်သေးရလားဆိုပြီးလူပြိုအပြိုစိတ်ခလေးပြန်မွေးရမယ်အခက်ခဲအိမ်ပြန်ရောက်တော့လေအရင်လိုအားရပါရချစ်တလင်းပေါ်စိတ်ခင်နိုင်ပါမလားဆိုတဲ့ဒုက္ခဒုက္ခပြဿနာအခက်ခဲတွေဆိုတာဘယ်တော့မှရက်မသွားဘူးပုံစံပြောင်းသွားတာပိုအဆင်မြင့်သွားတာပိုကောင်းသွားတာပဲရှိတယ်ရွှေရွှင်မှုဆိုတာအခက်ခဲတွေကိုဖြေရှင်းလိုက်မှရောက်လာမှာ ဖြည့်ရှင်းတယ်ဆိုတဲ့စကားကအရေးကြီးတယ်။ဒုက္ခအခက်ခဲတွေကိုမဖြည့်ရှင်းပဲထားတာ။ဘာအခက်ခဲမှမရှိဘူးဆိုပြီးခုခုကိုညာထားတာ။တောကကိုလောင်စာကျွေးနေတယ်လို့ပဲ။ဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေများလိုက်တာဆိုပြီးဘာမှမလုပ်ပဲထိုင်ပြီးခံစားနေရင်လည်းစိတ်ဆင်းရဲရမယ်။ဒီတော့တကယ်နီးလန်းအမှန်ကအခက်ခဲတွေကို ဖြည့်ရှင်းဖို့ဖြစ်တယ်။အခက်ခဲကင်းတဲ့ဘဝကိုတိဆောက်ဖို့မဟုတ်ဘူး။ဒီတော့ပျော်ရွှင်ဖို့အတွက်ပြဿနာတစ်ခုခုကိုဖြည့်ရှင်းဖို့လိုလာပြီ။ ဒါကြောင့်ပျော်ရွှင်ခြင်းဆိုတာစက်တိုက်လို့ရမယ့်အလုပ်တစ်ခုဖြစ်တယ်။ကုသကံကောင်းလို့၎င်းနေပြောနေမှာမဟုတ်ဘူး။ပျော်ရွှင်နည်းစာအုပ်တွေဖတ်ပြီးပျော်ရဟိကျွန်ုပ်ဒီနေ့ပျော်သည်ဆိုပြီးပြောလိုက်ုံနဲ့ရသွားမယ့်အရာမဟုတ်ဘူး။အဆက်နေပူရှံပြီးအဲအကြီးကြီးထက်ဆောက်လိုက်ုံနဲ့လည်းရမှာမဟုတ်ဘူး။ကိုယ်တွက်အစင်သက်လေးဖြစ်အောင်လူများတွေကလက်ဆောင်လာပြီးမဲ့အရာလည်းမဟုတ်ဘူးပျော်ရွှင်ခြင်းဆိုတာအမြဲတမ်းပုံမှန်လုပ်သွားရမယ့်အရာမျိုးဖြစ်တယ်ခက်ခဲတွေကိုဖြေရှင်းမှပျော်ရွှင်မှုရမှာဖြစ်တဲ့အတွက် တကယ်ပြောချင်ရင်အမှန်ဖြေရှင်းသွားရမယ့်အခက်အခဲတွေကိုကြိုဆိုရမယ်။ဒီနေ့ဖြေရှင်းလိုက်တဲ့ပြဿနာတွေဟာအနောက်ဖက်အတွက်အခက်အခဲတွေထပ်ဖြစ်လာရင်ဖြစ်လာမယ်။စိတ်မှန်နဲ့ပြောရှင်မှုဆိုတာကိုယ်တကယ်စိတ်ပါလက်ပါဖြေရှင်းခြင်းနဲ့အခက်အခဲတွေကိုတွေ့သွားတာပဲလေ။တခါတလေတွေ့ရတဲ့အခက်အခဲတွေကယူယူလေးတွေဖြစ်ဖြစ်မယ်။ဆိုင်ကောင်းကောင်းလေးမှစားရဖို့မရောက်သေးတဲ့နေရာကိုခီးထွက်ဖို့ဒီနေ့ဝယ်လာတဲ့ဂိန်းခွေကိုအပီးဆော့ဖို့စသဖြင့် တစ်ခါတလေကြာရင်တော့တိမ်မွေးခက်ခဲတဲ့ပြဿနာတွေလည်းဖြစ်နိုင်တယ်။မိဘတွေနဲ့အဆင်ပြေဖို့ကိုကြိုက်တဲ့အလုပ်မှအလုပ်ရဖို့အပေါင်းအသင်းတွေနဲ့ပူဝေးမသွားဖို့ဘာခက်ခဲတွေပဲဖြစ်ဖြစ်ပုံစံကတော့အတူတူပါပဲ။ကြည်လင်အောင်ဖြေရှင်းနိုင်ရင်ပြောရမယ်။ဒါပေမဲ့လူတော်တော်များများကဒီလိုရိုးရိုးမတွေးနိုင်ကြဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့မှာပြဿနာရိုးရိုးလေးတွေကိုရှုပ်ကုန်တောက်တလွဲလှုပ်လှုပ်ဖြစ်တဲ့အကျင့်ဆုံးနှစ်ခုရှိနေလို့တစ်လက်မခံခြင်း ူတော်တော်များများကကို့မှာအခက်အခဲတွေရှိနေတာကိုလက်ကိုမခံတာအားလုံးတရားဖြောင်ပြူးနေရဆိုပြီးကိုကိုကို ပြန်ညားတယ်ခဏတာတော့အဆင်ပြေနေပေမဲ့ကြာလာတော့ကြောက်စိတ်စိုးရင်စိတ်စိတ်ဖိစီးမှုတွေကအမိလိုက်လာတာပါပဲနှစ်အပြစ်တင်ခြင်းတချို့ကြတော့သူတို့ရဲ့ပြဿနာတွေဟာဘလို့မှဖြေရှင်းလို့မရပါဘူးလေဆိုပြီးစိတ်လျှော့ထားကြတယ်ရှင်းလို့ရတဲ့ပြဿနာကိုလည်းတမင်မရှင်းဘူးတခြားလူတွေကိုအပြစ်တင်မယ်ကံကြမ္မာအပြစ်တင်မယ် ဒီလောကလုံးအပြစ်တင်မယ်ဒါလဲခဏတာအတွက်တော့မသိတာပဲမဲ့ကြာလာတော့ဒေါသမောဟပူလောင်မှုတွေနဲ့အထီးကျန်လာရောပြစ်ဒနာကိုလက်မခံတာပြစ်တင်လွှဲခြားတာတွေများနေတာဘာမှမဆန်းဘူးလွှဲတာကိုရင်ဆိုင်ဖြစ်ရှင်းတာလောက်မခတ်ဘူးလေဟင့်အင်းဆိုပြီးညင်းတာလူများကိုအပြစ်တင်ရတာလွယ်လဲလွယ်တယ်နေလို့လဲကောင်းမှကောင်းကိုယ်ပါသာဖြည့်ရှင်ဖို့ကြတော့ပင်မနဲ့မဟုတ်လားဘူးတလုံးဆောင်အကုန်လွှဲချနေလို့ထိုင်လို့ကောင်း တကယ်အခြေအနေမှန်ကိုခဏမေ့တာဒါကိုဆေးဆွဲသလိုဆွဲတာပဲဆေးဆွဲရဆိုတာတကယ်ပြောတာမင်းဖြူမှာဆွဲတက်တာမဟုတ်ဘူးရူလာကိုစတာစီးသလိုပဲဟဲရိုက်သလိုပဲအမဲလိုက်သလိုပဲယာယီခိတ္တခဏตายရတဲ့ခံစားချက်မျိုးဒါလေးဆွဲတက်တာပဲအပျော်အွက်ပဲကောင်းတယ်။အောင်မြင်ရေးပျော်ရွှင်ရေးစောက်တော်တော်များများလည်းဒီလိုပဲတကယ်ပြဿနာအရင်းမြစ်ကိုဖြေရှင်းဖို့တိုက်တွန်းတာနည်းခဏတာအဆင်ပြေသွားမယ့်နည်းတွေပဲများတယ် မှန်ရှိသွားရဲ့ငါစိတ်မညစ်ဘူးဟေ့ဆိုပြီးဩသုံးရက်အတွင်းအောင်မြင်နေချက်ချင်းပျော်နေလေ့ကျင့်ခန်းတွေလုပ်ရှိမှပြောခဲ့သလိုပဲတကယ်ပျော်ပြီးသားလူဆိုတာမှန်ရှိမှကိုကိုကိုပြောတယ်ပြောတယ်ဆိုပြီးပြောနေစရာမလိုခဏတာဖြည့်သိမ့်ပြီးတဲ့ခံစားချက်တွေကကြာရင်ဆွဲတာပဲဒီဖြက်လန်းနီးတွေကိုအားကိုးလေးလေးဆေးဆွဲသလိုဆွဲလာလေလေတခါတလေဆိုကိစ္စမရှိပေမဲ့တကယ်ယောဂအောင်မရှင်းပဲယာယီဆေးတွေပဲသုံးနေရင်တော့ယောဂရင့်လာတဲ့အခါ ူမှကင်းနိုင်မှာမဟုတ်